မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ23ရက်ဒီဂရီ99အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့တွင်တရင်တင်းတင်းဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်မင်္ဂလားပင်လယ်တို့တွင်တရင်နှင်းငယ်ဖြစ်ထွန်းနေပါမယ်။ဒီကနေ့ညနေဒီကမန်းကြကတော့သခိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင်နေရာကျကျမန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာအရာနှုန်း80ဖြစ်ပါတယ်။ ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်ဒိန်တင်တင်ဖြစ်ထွန်းပါမယ်။မြမပင်နယ်ပြည်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကိုင်းရုံတချောင်းနယ်ကမ်းလွန်ပင်နယ်ပြည်တို့တွင်လေးပင်မှခုနှစ်ပင်ခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျကျဲမိုးတိကျုံရပါမည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်နေတဝိုင်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တရင်တင်တင်ဖြစ်ထွန်းပါမယ်ရှင်။